young sa pa chi an ne re lu mo ta bao la kho shi sa yang pwe le go ho la chi de lu ye စ္စာဒိဋ္ဌံရွှေစာရံမောဟပြောင်းမြန်ရွှေစာရံအစရှိတဲ့အတိဗေအမျိုးမျိုးနဲ့ညှို့ဆို့ကြတဲ့တမိုင်းဝင် ရွှေစာရံဘုရားဟာမန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ထဲမှာရှိပါတယ်။နှစ်စဉ်နှစ်တိုင်းဗုဒ္ဓပူဇနီးယပွဲတော်ကျင်းပလေးရှိပါတယ်။တစ္စာဒိဋ္ဌံပြုပြီးစုတောင်းပါကစုတောင်းပြည့်တဲ့ဇေတော်ဖြစ်လူသိများထင်ရှားသလိုပကံပြေရှိရာအနောက်ရက်ကိုမျက်နှာလှည့်ထားတဲ့အတွက်မောဟပြောင်းမြန်ရွှေစာရံဇေတော်ရဲ့လို့လည်းညှို့ဆို့ကြတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနမ်မတူတီဘောဒေတာကနေမြစ်ဖြားခံလာတဲ့ဒုထောက်ရီမြကန်းနဘေးမှာရွှေစာရန်ဈေးရောဟာတပ်ပယ်စွာနဲ့တည်ရှိနေပါတယ်ပကံပြည့်ရှင်အနော်ထာမင်းရဲ့မိဖုရားတစ်ပါးဖြစ်တဲ့ရှမ်းမင်းသမီးစောမွန်လာတည်ထားခဲ့တဲ့ဇေယျော်ဖြစ်ပါတယ် မိဖုရားစောမွန်လာဟာပကံပီကနေနေရက်ကို ပြန်ရလမ်းမှာမွေတော်တတ်တော်ကိန်းတဲ့မိဖုရားရဲ့နတောင်းတော်ကိုထာပနာပြီးရွှေစာရန်ဇေယျတော်ကိုတီထားကိုးဝယ်ခဲ့တာဖြစ်ပါတယ်။ရွှေစာရန်ဘုရားကိုတွားရောက်ဖူးမြော်ကြသူတိုင်းဘုရားတရားကမှစောမွန်လာရဲ့ရုပ်ထုကိုလည်းတက်ရှိတပွဲမြင်တွေ့ကြရမှာဖြစ်ပါတယ်။မိဖုရားစောမွန်လာရဲ့လွမ်းမောပွဲတမိုင်းရာဇဝင်ကလည်းမြမပြီးမှထင်ရှားပါတယ်။ ရွှေဆိုင်ရန်ဘုရားပွဲတော်ကိုနှစ်စဉ်တပေါင်းလာပြည့်နေ့ကနေလာပြည့်ကျော်9ရက်နေ့အထိကျင်းပပြုလုပ်လေရှိပါတယ်။ထက်အညာဒေတာရဲ့အထင်ကရဘုရားပွဲတော်ကြီးဖြစ်ပြီးအနေနဲ့ရရက်ကဘုရားပူလာသူတွေနဲ့အမဲစီကားတဲ့ပွဲတော်လည်းဖြစ်ပါတယ်။ရွှေဆိုင်ရန်ဘုရားပွဲစည်းတွေကဈေးဆိုင်တန်းတွေမှာထိုင်းရန်နဲ့ဖန်တီးထားတဲ့လက်မှုပစ္စည်းဆိုင်တွေနဲ့ရှမ်းဈေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ထမ်းရွက်နဲ့ပြုတ်လုထားတဲ့လက်မှုပစ္စည်းတွေကရွှေစာရံဖျားပွဲတော်ရဲ့အမှတ်အသားဖြစ်လို့နေပါတယ်။ဖျားပွဲတော်ရောက်တဲ့အတိုင်းထမ်းရွက်ပတိတွေထမ်းရွက်ရက်တောင်နဲ့ငားရုပ်လေးတွေကိုအမှတ်တရလက်ဆောင်ပစ္စည်းဖြစ်ဝဲကြပါတယ်။ရွှေစာရံဖះလာဘူးကြတဲ့အမျိုးသမီးတွေဟာထမ်းရွက်ပတိလေးတွေကိုလဲမာဆွဲပြီးအလှဆင်ကြပါဗါရှေးခါကရွှေစာရံဖះနီးဒုဋ္ဌဝတီမြစ်မှာ ငါးကြီးတွေလာဖူးကြတယ်လို့ပြောစကားတွေရှိပါတယ်။ငါးတွေမတွေ့ရတော့တဲ့အတွက်ရောင်စုံငါးရုပ်ကလေးတွေကလက်ဆောင်ပစ္စည်းတွေအဖြစ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ရွှေဆိုင်ရန်ဘုရားပွဲတော်ကာလရောက်ပြီဆိုတာနဲ့တီဘောပြင်းဥွင့်ခရိုင်တွင်ကျေးရွာတွေကရှမ်းစေးတယ်တွေလာရောက်ဈေးရောင်းချကြပါတယ်။ဘုရားဒါရကမှစောမုံလာရဲ့အဝတ်အစားတွေအဆောင်အယောင်တွေလာရောက်ရောင်းချကြတဲ့ဈေးတယ်တွေလည်းပေါ်ပါတယ်။ ွဲတော်ရဲ့ကာလရောက်ပြီဆိုရင်အနေနဲ့ရက်ရက်ကဈေးတွေအစုံလင်ဈေးလာရောင်းကြပါတယ်။ရွှေဆိုင်ရန်ဈေးရောရင်မြန်းနီးကားလန်ဘေးတစ်လျှောက်ဖျားဝင်းအတွင်းမှာဆိုင်ငန်းပေါင်းထောင်ကျော်ရှိပါတယ်။မျိုးရိုးအစဉ်ဆက်ရောင်းချလာကြတဲ့ဈေးဆိုင်ကန်းတွေလည်းရှိပါတယ်။ရှမ်းဈေးတွေကပွဲတော်ရဲ့မရောက်ခင်ကတည်းကကြိုပြီးလာရောက်ရောင်းချကြတာဖြစ်ပါတယ်။ရှမ်းဈေးတွေအများစုက ဒေတာထွက်ရှမ်းအစားအစာတွေတင့်မြင့်တုပ်တွေစင်းမြစ်စုံတွေအစရှိတဲ့ရှမ်းဒေတာထွက်ပစ္စည်းတွေလာရောက်ရောင်းချကြတာဖြစ်ပါတယ်။ထန်းရပဒိနဲ့ငါးရုပ်တွေကိုကျောက်ဆယ်နယ်ဘက်ကလာရောက်ရောင်းချကြတာများပါတယ်။ရွှေဆိုင်ရံဘုရားပွဲတော်မှာမြမရိုးရလက်ဆောင်ပစ္စည်းတွေကိုအများဆုံးမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဖျားပွဲဆိုတာရရလူလူစုပေါင်းကျင်းပလေးရှိကြတဲ့မြမာတွေရဲ့ရိုးရာဓလေ့ပွဲတော်တစ်မျိုးလည်းဖြစ်ပါတယ်။ရွှေစာရင်ဖျားပွဲတော်ကလည်းအညာဒေတာရဲ့ဖျားပွဲတော်များစွာထဲကအလွန်စီကားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ရွှေဆိုင်ရဖះကိုရောက်ရင်ဖះဒါရကာမှစောမုံလာရဲ့ခေါနန်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဘုရားဒါရကမှစောမုံလောက်ကိုရည်စူးပြီးရှမ်းရိုးရအစင်လာတိုင်းဟောနန်းတီဆောက်ကစောမုံလာရုပ်တုကိုအဆောင်ရောင်များနဲ့ထားရှိထားတာဖြစ်ပါတယ်။စောမုံလာရဲ့ရုပ်တုမှာပွဲပေးအဋ္ဌံပြုစုတောင်းသူတွေနဲ့လည်းစီကားပါတယ်။ပွဲတော်ကာလအတွင်းမှာ ဒုဒ္ဓဝရမြကန်းရေဇာနာမှာရေကစားကြသူတွေနဲ့လဲစီကားပါတယ်။ရှမင်းသမီးဖရားဒါရကမှာစောမွန်လာတီထားခဲ့တဲ့ရွှေစာရန်စည်းတော်ဟာအမွေများနဲ့ထူကြသလိုဖရားပွဲတော်ကလည်းရှမ်းနဲ့မြန်မာတိုင်းသားတွေစုသီးလို့ရိုးရာဒလီအငွေ့အသက်များစွာကိုမြင်တွေ့ရတဲ့ပွဲတော်ဖြစ်ပါတယ်။တနေ့တခါစောင်းကုံຫນွေကူ ထမ်းရွက်ဖူးရဏတို့လိုင်တဲ့ရာသီရောက်လာတဲ့အခါတိုင်းအနေနဲ့အရရက်ကဖျားဖူးသူတွေနဲ့စီကားလာတဲ့ရွှေသားရံဖျားပွဲတော်ဟာခေအဆက်ဆက်ဆက်လက်တည်ရနိုင်မဲ့ပွဲတော်ဖြစ်ပါတယ်